ီမှာပြင်းမဲ့ဇလန်တပုတ်ဖြစ်တဲ့ဆာရာကိုဆာဆာကီဆိုတဲ့ကလေးမလေးတယောက်အကြောင်းကို ပြောပြခြင်းလို့ဒီဗီဒီယိုလေးကိုလောက်ရခြင်းပဲဖြစ်ပါတယ်ဗျအားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့ရွှေလူပြည်ရဲ့ကုစီပဲဖြစ်ပါတယ်1945ခုနှစ်ဩဂုတ်လ6ရက်နေ့မှာဆာရာကိုဆာဆာကီဆိုတဲ့နှစ်နှစ်အရွယ်ကလေးမလေးကဂျပန်နိုင်ငံဟီရိုရှိမားမြို့လေးရဲ့တနေရာမှာပျော်ရွှင်စွာနဲ့ဆော့ကစားနေခဲ့ပါတယ် ဲ့ဒီနေ့မနက်8:15မိနစ်မှာ Inula Gay ဆိုတဲ့ American B29 တိုက်လေရင်တတိယ Little Boy လို့အမည်ပေးထားတဲ့အနုယူဘုံတလုံးကိုကျေချခဲ့ပါတယ်။ဒီဘုံကအလျား3မီတာ အချင်း0.7မီတာရှိပြီးတော့အလေးချိန်4400ကီလိုဂရမ်လောက်ရှိတဲ့ကြောက်မက်ဖွယ်လက်နက်ကြီးတစ်ခုလည်းဖြစ်ပါတယ်။မီတာ980အမြင့်ကနေ ကျဲချလိုက်တဲ့ဒီဘုံက45စက္ကန့်အတွင်းမှာမြေပြင်နဲ့ထိတွေ့ပြီးတော့မီတာ150ပတ်ချက်လေလောက်အထိကိုလွင့်စင်ပေါက်ကွဲထွက်သွားခဲ့ပါတယ်။အဲ့ဒီလွင့်စင်ပေါက်ကွဲထွက်လာတဲ့မီဂိုလိုရဲ့ပုံစံကမှုဝင်းပုံစံတိတ်တိတ်ကြီးတစ်ခွဲပေါ်ထွက်လာခဲ့ပြီးတော့အဲ့ဒီမှုဝင်းပုံစံတိတ်တိတ်ကြီးရဲ့အမြင့်ကပဲမီတာ6000လောက်အထိအောင်မြင့်တက်သွားခဲ့ပါတယ်။ ဲ့ဒီအနုယူဘုံတံခံစားရသူတွေကိုဂျပန်လို hyper ku sha လို့ခေါ်ပြီးတော့ဘုံတံတဲ့လူများလို့လည်းအဓိပ္ပာယ်ရပါတယ်အဲ့ဒီဘုံက TND တတောင်းခွဲတန်တဲ့ညီများတဲ့အားနဲ့ပေါက်ကွဲထွက်သွားခဲ့ပြီးတော့ဘူတောင်းပေါင်းများစွာရဲ့ဘဝကိုလည်းရရဆက်ဆက်အဆုံးတတ်သွားစေခဲ့ပါတယ်ဆာရာဂိုလီရဲ့အီလီကဘုံပေါက်ကွဲရနေရာကနေ 1.6ကီလိုမီတာအကွာလောက်မှာတည်ရှိနေခဲ့ပါတယ်။အဲဩစရာကောင်းတာတစ်ခုကဒီလိုကြောက်မက်ဖွယ်ရာဖြစ်ရဆိုကြီးထဲမှာစာရာကိုစားစားကြည့်လိုက်ဘာတန်ရာတစ်ခုမှကိုမရရှိခဲ့ပါဘူးတဲ့။ဒီလိုကြောက်မက်ဖွယ်ရာပောက်ကွဲမှုရဲ့ဖြစ်ရဆိုကြီးထဲမှာကံကောင်းပြီးတော့တန်ရာတစ်ခုမှမရရှိခဲ့တဲ့စာရာကိုစားစားကြည့်လိုက်ဟာ အနုမြူဘုံရဲ့ရေဒီယိုတတိတက်ဆိုတဲ့မမြင်ရတဲ့ရန်သူကကလီမာလေးရဲ့ကံကြမ္မာကိုတိတ်တိတ်ဆိတ်နဲ့တဖြည်းဖြည်းပြောင်းလဲမှုက စတင်ရိုက်ခက်လာပါတော့တယ်ဒီလိုနဲ့ပဲနှစ်တည်းကုံကုံသွားခဲ့ပြီးတဲ့နောက်မှာတော့ဆာရာကိုလေးကတက်ကြွပြီးပြီးလွှားကစားရတော့ကိုနှစ်သက်တဲ့ကလီမာလေးတယောက်အဖြစ်ကြီးပြင်းလာခဲ့ပါတယ်ဆာရာကိုလေးလည်းပျော်ရွှင်စွာနဲ့ကြီးပြင်းလာခဲ့တာအသက်၁၂နှစ်ပြည့်ခဲ့ပြီးတနေ့မှာတော့ သူ့ရဲ့လယ်ဘင်းမှာအကျိတ်တရားပေါ်ထွက်လာခဲ့ပါတယ်တဲ့ဆရာဝန်တွေကစမ်းသပ်စစ်ဆေးပြီးတဲ့နောက်မှာလူကီမီးယားလို့ခေါ်တဲ့ကြောက်မက်ဖွယ်သွေးကင်ဆာယောဂါကြီးကိုခံစားနေရပြီပဲဖြစ်ပါတယ်အဲ့ဒီယောဂါကအနုမြုဘုံရဲ့ရေဒီယိုတက်တိတက်ကြောက်ပဲဖြစ်ပါရဲ့ဗျာစိတ်မကောင်းမှမနဲ့ပဲစာရကူဆာဆာကီလေးဟာဟိုက်ပါကူရှာဆင်းရဲဝင်သွားခဲ့ပြီပေါ့ဗျာဆေးရုံရဲ့ဂရင်ပေါ်မှာလှဲနေတဲ့စာရကူဆာဆာကီလေးဟာ သူအသက်ရှင်ဖို့အတွက်ညှော်လင့်ချက်တွေကိုလုံးဝမဆက်လွတ်နိုင်ခဲ့ပါဘူးလေဒီလိုနဲ့ပဲတနေ့မှတော့ဂျပန်ရိုးရာယုံကြည်မှုတစ်ခုကိုသူကြားသိခဲ့ရတော့တယ်အဲ့ဒါကတကုဂျုံငယ်တထောင်ခောက်နိုင်ရင်စူတောင်းတစ်ခုပြေဝလိမ့်မယ်ဆိုပြီးတော့ပေါ့အဲ့ဒီစကားကဆာရာကိုလေးရဲ့နှလုံးသားထဲမှာညှော်လင့်ချက်မိကြောင်လေးတစ်ခုကိုထုံးညိပေးလိုက်တယ်လို့ဖြစ်လာခဲ့ပါတယ်ဆာရာကိုလေးက သူမရဲ့ယောဂပျောက်ကင်းဖို့အတွက်ရောင်သုံးစက်ကူတွေကိုယူပြီးတော့စက်ကူဂျုံငက်တွေတကောင်ပြီးတကောင်စူးစားပြီးခောက်နေရှာခဲ့ပါတယ်စက်ကူဂျုံငက်တကောင်ချင်းစီတိုင်းမှာလဲသူမရဲ့ညှို့လင်းချက်တွေကပြေဝလို့နေခဲ့ပါတယ်ဒါပေမဲ့လဲစာရာဂိုလီရဲ့ခန္ဓာကိုယ်ကတဖြည်းဖြည်းနဲ့အားနေလာခဲ့ပါတယ်စာရာဂိုလီကစက်ကူဂျုံငက်644ကောင် လောက်သာခောက်နိုင်ခဲ့ပြီးတော့1955ခုနှစ်အောက်တိုဘာ25ရက်နေ့အသက်12နှစ်မှာ နာကျင်တရားတွေကိုခံစားရင်းနဲ့ပဲကောင်းကင်ဘုံကိုထွက်ခွာသွားခဲ့ပါတယ်။ဆရာကိုလေးရဲ့မျောလင်းချက်တွေကိုပြေဝစေဖို့အတွက်ကြံနေတဲ့သူ့ရဲ့တငယ်ချင်းနဲ့မိသားစုကစက္ကူဂျုံငက်လေးတွေကိုဆက်လက်ပြီးခောက်ပေးနေခဲ့ပါတယ်။စက္ကူဂျုံငက်အယုတ်လေးတွေမှာလည်းဆရာကိုလေးရဲ့မျောလင်းချက်တွေကပြေဝနေခဲ့တာမို့ကြည်လိုက်ရင်အသက်ဝင်နေတယ်လို့တောင်ထင်ခဲ့ရပါတယ်တဲ့။ဆရာကိုရဲ့ဇလန်ကဟီရိုရှိမားမြို့ထဲနေမကောက် ကဘာတဝမ်းကလူတွေရဲ့နှလုံးသားတဲ့အထိစုနှစ်ဝင်ရောက်သွားခဲ့ပါတယ်။စာတော့ကိုရဲ့အောက်မေ့ပွဲအမှတ်တရအဖြစ်ဟီရိုရှိမာငင်းချမ်းရေးပန်းချီမှာငင်းချမ်းရေးကလေးများရုပ်ထုကို1958ခုနှစ်မှာတည်ဆောက်ပေးခဲ့ပါတယ်။ဒီရုပ်မှာ စာတော့ကိုလူကလေးတယောက်ကစက္ကူဂျိုးငက်တကောင်ကိုကင်ထားပြီးတော့ငင်းချမ်းရေးကိုကိုစားပြုထားပါတယ်။ရုပ်ထုရဲ့ပက်လယ်မှာရောင်စုံစက္ကူဂျိုးငက်လေးတွေကိုကျိုးနဲ့ချိတ်ဆွဲထားပြီးတော့ လွတ်လပ်စွာနဲ့ငြိမ်းချမ်းစွာပြန်တန်းနေကြပါတော့တယ်။စာတော်ကိုရဲ့စက္ကူကျုံးငယ်လေးတွေကဒီနေ့အထိငြိမ်းချမ်းရဲ့သင်္ကြန်အဖြစ်ဆက်လက်ရှင်သန်နေခဲ့ပါတယ်။ဒီဇလန်းက1945ခုနှစ်လောက်တုန်းကစာတော်ကိုစာစာကြီးဆိုတဲ့ကလေးမလေးတယောက်ရဲ့ဖြစ်ရမယ့်ဇလန်းပဲဖြစ်ပါတယ်။ကျွန်တော်တို့လည်းရောင်စုံစက္ကူကျုံးငယ်လေးကို ကိုယ်တိုင်ခောက်ကြည့်ပြီးတော့ငြိမ်းချမ်းရေးအတွက်စုတောင်းကြည့်ရင်ဘလို့များဖြစ်လာမလဲမသိဘူးနော်။ နောက်ထပ်ဗီဒီယိုတွေမှာကျွန်တော်တို့ပြန်တွေ့ကြပါဦးမယ်